မင်္ဂလာပါညီကိုတို့ Not Today Football Official Page ကနေကြိုဆိုပါရစ်ဒီနေ့ September 28ရက်နေ့မှာကျွန်တော်ပွဲကြိုခံမဲ့အကြိုက်6ပွဲကိုတင်ဆက်ပေးသွားမယ့် video လေးပဲဖြစ်ပါတယ်မနေ့ကစနေနေ့ရလကတော့ကျွန်တော်တို့အရှုံးရလက်ထွက်ခဲ့ပါတယ်လက်ရှိပုံတွေကအတိုင်းပဲပွဲကြိုခံမဲ့9ပွဲမှာဆိုရင်2ပွဲမှန်နဲ့3ပွဲမှားတယ်ပြီးတော့မနေ့က Special Choice VMB Tip ကရလကတော့ Nottingham Forest body ရှုံးခဲ့ပါတယ်။တော့ PMB tip result ကတော့ကျွန်တော်တို့10ရက်မှာဆိုရင်9ရက်နိုင်နဲ့3ရက်ရှုံးခဲ့ရဆိုတဲ့အနေအထားမျိုးပဲဖြစ်ပါတယ်။ဒီနေ့စနေပါ28ရက်နေ့မှာကျွန်တော် special choice PMB tip ကိုနှစ်ပွဲသို့မဟုတ်သုံးပွဲထိရွေးချယ်သွားမယ်လို့စဉ်းစားထားပါတယ်။ဒါကြောင့်မလို့ special choice PMB tip ကိုဝယ်ကျင်တဲ့ညီကိုအနေဖြင့်တညစာကို9000ကျပ်သို့မဟုတ်တလစာအောက်တိုဘာလကုန်ထိကို9000ကျပ်ဖြင့်လရှိအခုပြထားတဲ့ Fiber သို့မဟုတ် Telegram မှာလာရောက်ဝေလို့ရပါတယ်။မနေ့ကစနေနေ့မှာကျွန်တော်ဒါ VNB Reserve ရှုံးခဲ့တာကြောင့်မလို့မနေ့ကတညစာဝယ်ထားတဲ့ညီကိုတွေကိုဒီနေ့ကျွန်တော် free ပြပုပြသမှာဖြစ်ပါတယ်စက်တင်ဘာ28ရက်နေ့ပွဲချုပ်ခံမဲ့အကြိုက်6ပွဲလက်ရှိပုံတွေက6ပွဲဖြစ်တယ်ဆိုတော့လူတူရှင်းလည်းကျွန်တော်ပြောလိုက်မယ်ဘာကြောင့်ကြိုက်တယ်ဆိုတာမျိုးကိုအချီနဲ့စက်တာဖီကိုဆိုတော့စက်တာဖီကိုကလက်ရှိအားလုံးသိရတဲ့အတိုင်းပဲစပိန်လာလီဂါမှာဆုတ်သမျှပွဲတွေအားလုံးကိုတကူးတကူးဆိုရရလမျိုးနဲ့ဆော်ထားတယ်ပောက်ကြီးကစက်တာဖီကိုဘက်က level 30ရှုံးလို့ပြန်ပေးထားတယ်ဆိုတော့ HG ကိုပြန်ကြည့်မယ်ဆိုရင်လည်းဒီနေ့ရာသီတန်တက်အသင်းတွေထဲမှာတော်တော်လေးကိုအဆင်ပြေနေရပေါ့နော်ရှုံးပွဲလည်းမရှိသေးဘူးသူအနေနဲ့အိမ်ဝင်လည်းဖြစ်တာကြောင့်မို့လို့ဒီနေ့မှာ အနေဆုံးတည်ရည်ဆိုတဲ့အနေထားမျိုးနဲ့ကျွန်တော်အချီကိုကြွချက်ထားပါတယ်ပထမဆုံးပွဲအချီဘော်ဒီဒုတိယပွဲ အာဘာစီနဲ့ real society တက်မှာဆိုကျွန်တော် real society ကိုရွေးထားရတယ်။ဘာစီနေနဲ့ပောက်ကြေးကနှလုံး60အနိုင်ဝင်းကျင်လောက်ရှိတယ်။ဒီနေ့ပွဲသာသူတို့အနိုင်ရခဲ့မယ်ဆိုရင်မနေ့က real ကခြေချော်ထားတာမလို့ဒီနေ့ပွဲဘာစီစားအနိုင်ရခဲ့ရင်အဆင့်တစ်ကိုပြန်လဲရရှိမယ်ဆိုတဲ့အနေထားမျိုးဒါကြောင့်မလို့တော်တော်များများကဘာစီကိုကြိုက်ကြလိမ့်မယ်။အင်္ဂွန်းလည်းဖြစ်နေရကြောင်းမလို့အာဒါပေမဲ့လည်းကျွန်တော်ကတော့တုံးကူမပြတ်တော့ဘူးဆိုတဲ့ခံစားချက်ကြောင့် real society တက်အဲ real society ဘက်ကနေနေထားပါတယ်ဆိုတော့ပောက်ကြီးကနှလုံး60ဆိုတော့တော့ကြောင့်မလို့အာနှစ်ကုန်းနဲ့ရှုံးခဲ့မယ်ဆိုတော့မှ60ရာခိုင်နှုန်းလောက်ပဲရှုံးမယ် သုံးခုအပြက်သွင်းမှတရကလုံးအပြည့်နိုင်မယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်အမြင်ကတော့သုံးခုမပြတ်လောက်ဘူးလို့ထင်နေပြီးတော့တော်တော်များများကလည်းဘာစီကိုချိန်ကြလောက်တယ်ပေါ့နော်ဒီနေ့နိုင်အဆင့်တစ်ခုပြန်လဲရယူမယ်အရှိမရီရဲ့ချေချော်ထားရဆိုတဲ့အခြေအနေမျိုးတွေနဲ့ဘာစီအိမ်ကွင်းမှာပောက်ကွင်းမယ်ဆိုတဲ့အနေအထားမျိုးထူသားတော်တော်များများလည်းဘာစီဘက်မှာရှိနေမယ်လို့ထင်နေဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပွဲကတော့သုံးခုမပြတ်လောက်ဘူးဆိုတဲ့အနေအထားအချင်းကြီးကျွန်တော်ကတော့ရီယဲဆိုစီတက်ဘက်ကနေနေထားပါတယ်ဒုတိယပွဲကတော့ရီယဲဆိုစီတက်ဖြစ်ပါတယ်တတိယပွဲ Aston Villa နဲ့ Fulham နဲ့ပွဲဆိုတော့ Villa ကဒီရာသီမှာရှင်းပါတယ်အတွင်းကတကူပဲရသေးတယ်ဆိုတော့ကြောင့်မလို့ဂူပေါင်းပေါက်ကြီးကလည်းနှလုံး60ရဲ့အရှုံးဝင်းရလောက်ပဲရှိတယ်ဆိုတော့ Villa တိုက်စစ်ကတော်တော်လေးကိုတည်နေရလို့ပြောလို့ရတာပေါ့နော်ဒီနေ့သူတို့အိမ်ကွေးမှာကန်ရမယ်အာချစ်သူတို့ဘက်ကနေပြီးတော့ level 50လောက်ပေးထားတယ်ဆိုပေမဲ့လည်းကျွန်တော်အမြင်ရတော့အာနှစ်သိန်းစလုံးက level 2နေထားရဖြစ်တာကြောင့်မလို့အရင်ကြီး အဲခိုးရီသူနဲ့မလို့ကျွန်တော်မထင်ဘူးထိန်ဆော့သွားမယ်ပွဲတပွဲလို့ပဲတုံးသက်မိပြီးတော့ဖီလာရဲ့တိုက်စစ်ကလည်းဒီတိုတယ်၅ဘွဲဆော့ပြီးတာမှတကူပဲရသေးတာဆိုရတဲ့အကြောင်းမလို့ကျွန်တော်ကတော့တတိယပွဲကိုဖီလာ၉ဘွဲလို့ပဲခန့်မှန်းထားပါတယ်၄ဘွဲမြောက်ကတော့ရိုမာနဲ့ဗီယိုနာနဲ့ပွဲဆိုတော့ဒီနေ့ပွဲမှာရိုမာကတလုံး30အရှုံးလောက်ပေးထားတယ်ကျွန်ရိုမာကလည်းရှိစီးရီမှာဆော့သမျှပွဲတွေအကုန်လုံးသူ1-0နဲ့ပဲထိုင်ဆော့နေတာနှစ်ကူးပြတ်တဲ့တိုင်နဲ့ပွဲတော်မရှိသေးဘူးပေါ့လေဆိုတော့ဂျာယက်မှာလည်းသူအရှိမယူရိုပါလိကံခဲ့ရတယ်ဆိုတော့အတွက်ကြောင့်မလို့ဒီနေ့ပွဲမှာ ပွဲပန်းနိုင်တယ်ပေါ့နော်ကျွန်တော်တို့အရှိပွဲတွေမှာယူရိုပါလိကန်ခဲ့တဲ့အသင်းတွေကြည့်လိုက်မယ်ဆိုရင်လူစင်းကိုသူတို့အကုန်မထုတ်လာပဲနဲ့အဲချန်လာမျိုးတွေတွေ့ရတယ်ပွဲပဲတံမျိုးတွေလည်းမြင်ခဲ့ရတယ်ပေါ့ယူနာဘက်ကပြန်ကြည့်မယ်ဆိုရင်လည်းသူ့အနေနဲ့ဒါလာစီယိုကိုခုပြည့်ရှုံးခဲ့တဲ့တပွဲကလွယ်လို့ကျန်တဲ့ပွဲတွေအားလုံးကိုတည်ရခံဆော့နိုင်တယ်အဲဆိုတဲ့အနေအထားမျိုးမြင်တာအကြောင်းမလို့ဒီနေ့ပွဲကျွန်တော်ကတော့ခုပြည့်မယ်လို့မထင်ဘူးအဲရိုမအနေနဲ့ပွဲဒီပန်းတန်နဲ့အဲပွဲပန်းတန်တန်ဒီလည်းခံရနိုင်တာအကြောင်းမလို့၄ပွဲမြောက်ကျွန်တော်အကြိုက်ကတော့ဖီယိုနာဘော်ဒီဖြစ်ပါတယ်၅ပွဲမြောက် Frankman နဲ့ Hoffenheim ဆိုတော့ဒီနှစ်သင်းကတော့ဂိုးပေါ်စီရိုက်ရှိတဲ့အသင်းဒီလက်ရှိမှာသူတို့ဆော့ခဲ့တဲ့ပွဲတွေမှာလည်းဂိုးသွင်းဂိုးပေးနဲ့ဂိုးပေါ်စီရိုက်ပဲရှိတယ်။ပောက်ကြီးကလည်းဒါအုံလုံးတည်ရတွဲဆုံမှုတွေမှာလည်းဂိုးမျိုးရဲ့အခြေအနေတွေဖြစ်တာကြောင့်မလို့ဒီနေ့ပွဲနှစ်သင်းစလုံးဂိုးရနိုင်တယ်။အဲဒီချက်ကြောင့်ကျွန်တော်ကတော့ အနည်းဆုံး၃ခုရှိမယ်ဆိုအနေထားနဲ့ကိုပေါ်ရွေးချယ်ပေးပါတယ်။အဆုံးပွဲနျူကာဆယ်နဲ့အာဆင်နယ်ဒီနေ့ပွဲရဲ့ပေါက်ကြီးကအာဆင်နယ်က level 60အရှုံးတော့ပေးထားရတယ်။ဂိုးပေါင်းကြီးကအာနှလုံး60အရှုံးဆိုတော့ဘော်ဒီကြီးကတော့ညီမစစပြောစရာမရှိဘူးဖြစ်တဲ့ပေါက်ကြီးပဲ။ကာဆယ်အိမ်ဝင်းဖြစ်နေတာအကြောင်းမလို့အာဆင်နယ်က level 60လောက်ပဲပေးထားရတယ်လက်ခံလို့ရတယ်။ဒါပေမဲ့ဂိုးပေါင်းကြီးကနှလုံး60အရှုံးပဲရှိတယ်။အသိအကြီးအချင်းချင်းအနေထားပြီးတော့ပြောလို့ရတယ်ပေါ့နော်။ကာဆယ်ကလက်ရှိမှာအသိအကြီးကြီးပုံစံမျိုးဖြစ်လာပြီဆိုတော့အကြောင်းမလို့ ူပေါင်းကြီးကနှလုံး60အရှုံးမဲ့ရှိတယ်။ဂူပေါင်းကြီးကတော်တော်ပါတယ်။အချက်လက်ကိုပြန်ကြည့်မယ်ဆိုရင်ကာဆက်ကတရားဒီမှာ3ကိုအတွင်း3ကိုပေး။အာဆင်နယ်ကကြတော့ပေးကိုက2ကိုပဲရှိတယ်။ဆိုတော့နယူကဆယ်အတွင်းကက3ကိုအာဆင်နယ်ပေးကိုက2ကိုဖြစ်တာအကြောင်းမလို့အာအချက်လိုက်ရကြည့်မယ်ဆိုရင်တော့ဒီဂူပေါင်းကြီးကဖြစ်တဲ့ပေါက်ကြီးမျိုးပဲပေါ့နော်။ဒါတသိန်းကလည်းဂူအတွင်းတော်တော်လေးနေတယ်။ အဲတတင်းရလည်းပေးကူတော်တော်လေးနဲဆိုနေထိုင်မှုဖြစ်တာအကြောင်းမို့လို့ဒီနေ့ပွဲအထိန်ဆော့လာမဲ့နေထိုင်မှုတွေကျွန်တော်မြင်မိတယ်။အာဆင်နယ်ကဒီနေ့ပွဲသာအနိုင်ရခဲ့မယ်ဆိုရင်မနေ့ကလီဗာပူးခြေချော်ထားတာအကြောင်းမို့လို့သူ့အနေနဲ့အမှတ်ကိုပြန်လိုက်နိုင်မယ်အဆင့်နှစ်ကိုရယူနိုင်မယ်ဆိုတဲ့အနေထားမျိုးပဲ။ဒါပေမဲ့အာဆင်နယ်ဘော်ရီနေဖို့ကြတော့လေကာဆယ်အင်ကွင်းကြီးဖြစ်နေတယ်။ဆိုတော့လီဗာပူးနဲ့တွဲဆုံမှုမှာကာဆယ်ကအနီကတကက်နဲ့အာ290ရှုံးနေတဲ့အနေထားအနေမှာတောက်လျှောက်2ပြန်လိုက်သွင်းပြီးတော့3-2နဲ့လီဗာပူးကန်ကောင်းလို့နိုင်သွားတဲ့ပွဲပေါ့လေအရှိမမြင်ခဲ့ရတဲ့ဆိုတော့ကြောင့်မလို့ကာဆယ်အင်ကွင်းမှာတော့ ဒီအာဆင်နယ်အနေနဲ့ခက်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 ကန်နိုင်ကြီးတော့ရှိတယ်ဒါပေမဲ့အာအာဆင်နယ်ရှုံးနိုင်မယ်လို့ကျွန်တော်မထင်ဘူးအာအနည်းဆုံးတော့တည်ရပေါ့လေ level 60ဆိုတော့အကြောင်းမလို့အာဆင်နယ် body shot ကြီးနဲ့ညီကူတွေရှိရဆိုရင်တော့အာ90 60လောက်ရင်းရတယ်ဆိုရင်တော့ shot တင်တယ်ဒီနေ့ပွဲမှာအာဆင်နယ်ကအာကန်မှာပဲပေါ့နော်ရှုံးမယ်လို့တော့မထင်ဘူးအနည်းဆုံးတည်ရလို့တော့ကျွန်တော်မြင်တယ်ဒါပေမဲ့ကျွန်တော်ဒီရွေးချယ်မှုထဲမှာတော့အာဆင်နယ်ကိုကျွန်တော်ရှောင်လိုက်တယ်ဘာကြောင့်မလဲဆိုတော့ထူသားတော်တော်များများကအာဆင်နယ်ကိုကြိုက်နိုင်တယ်ဘာစီလိုနာနဲ့အနီးထားသွားတူတယ်ပေါ့လေဒီနေ့ပွဲနိုင်ရင်သူ့အနေနဲ့ တော်တော်လေးကိုရလက်ကောင်းလေအဆင့်တွေပြန်လဲရယူနိုင်မယ်ဆိုတဲ့အနေအထားမျိုးတွေအမြောက်မှန်းချက်တွေပေးထားတယ်ပေါ့လေဒါကြောင့်မြောက်မှန်းချက်တွေရှိနေတယ်ဒါကြောင့်မလို့ထူသားတော်တော်များများကအဆင့်တွေကိုနေကြမယ်လို့ထင်နေတယ်ဒီနေ့ပွဲစားနိုင်သူအဆင့်နှစ်ပြန်ဖြစ်မှာဘာစီလိုမျိုးပဲပေါ့လေဘာစီလည်းဒီနေ့ပွဲနိုင်အဆင့်တွေရမယ်ဆိုတဲ့အနေအထားမျိုးတွေနဲ့အထူသားကြိုက်နိုင်ချီများတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ပထမ body depth ပေးလို့မလို့ပဲဒါပေမဲ့ရှောင်းလိုက်ပြီးတော့ကျွန်တော်ကိုယ်ောက်လေးပဲသွားလိုက်တယ်ဒီနေ့ပွဲနဲ့တင်းစုံထိမ့်ဆော့ပြီးတော့အကိုယ်ောက်ပဲဝင်မယ်လို့တွေးလိုက်တယ်ပေါ့လေဒါကြောင့်မလို့ဆုံးပွဲအကြိုက်ကတော့ ယူကဆယ်ကိုဖြစ်ပါတယ်ရွေးချယ်ခဲ့တဲ့ကျွန်တော်ပွဲချုပ်ခံမှ6ပွဲအကြိုက်6ပွဲကတော့အနှစ်ချုပ်မယ်ဆိုရင် Echi Body အာ Real Sociedad Body Villarreal အာ sorry Aston Villa ကိုအောင် Fiona Body Freiburg ကိုပေါ့ Newcastle ကိုအောင်ဆိုတော့အဲ့ဒီ6ပွဲပဲဖြစ်ပါတယ် အဲဒီနေ့ကျွန်တော်နေမကောင်းလို့နှာစီးနှာပိတ်ပြီးတော့ဒီလေကြောင်းနေနာအတန်နေနာဖြစ်နေရကြောင်းမလို့ဒီနေ့တင်ဆက်ခဲ့တဲ့ပို့ချုပ်ခံမဲ့ဗီဒီယိုမှာအတန်အဆင်မပြေခဲ့တာပါညာရှိရဆိုရင်လည်းကျွန်တော်ဘက်ကတောက်မှတ်ပါတယ်နားလည်ပေးပါအလုံးပဲခွတ်လက်ပါအဆင်ပြေကြပါစေစူပါဆက်ဒီမှာနိုင်ကြပါစေပေါင်းကြပါစေခွတ်လက်ပါဗျ